အားလုံးမင်္ဂလာပါဒါတော့ကျွန်တော်ရဲ့ Techno Mega Pack Element လေးပေါ့ဒီတလောဘာတွေပဲလှုပ်လှုပ်ဒီကောင်နဲ့ပဲအလုပ်လုပ်ဖြစ်နေရယ်တုံးဖြစ်နေရယ်အခုချိန်ဒီကောင်လေးကိုဝယ်မယ်ဆိုရှင် keyboard ရယ် cover ရယ် mouse ရယ်ကလက်ဆောင်ရနေရယ်ဆိုတော့အခုတလောဒီကောင်လေးနဲ့ကျွန်တော်ဘာတွေတုံးဖြစ်နေရလဲဆိုတော့ ်စပြောကြမယ်အလုံးလုံးရင်လည်းဒီ mega pack ကိုပဲကျွန်တော်တုံးဖြစ်နေရယ် 8GB RAM အဲ့တော့မှ virtual 8GB RAM ထက်ထည့်ထားတဲ့အတွက်ကြောင့်လောရတာအကုန်လုံးက smooth ဖြစ်တယ်ဒီ keyboard တွေ mouse တွေပါတာလည်းတကယ် laptop တစ်လုံးလိုခံစားရစေတယ်ဒီတလောင်း video edit နေလည်းဒီကောင်လေးကိုပဲတုံးဖြစ်နေရယ်ဆက်တလမတောင်ရှိတယ် display ထဲမှာဘောင်နေရထူတယ်ဆိုပေမဲ့သူ့ဈေးထဲမှာဆိုလို့ရှိရင်တော့ mic တော့ mic တယ်အသေးစိတ်ကိုရှင်းရှင်းလေးမြင်ရတာဆိုတော့တော်တော်လေးတော့အဆင်ပြေတယ်စားတွေ့တုံးကဒီလောက်အဆင်ပြေမယ်လို့မထင်ထားမိဘူး movie တွေ series တွေကြည့်တာလည်းဒီကောင်လေးနဲ့ပဲအခုတော်တော်ကြည့်ဖြစ်နေရယ် ဒီတက်ဘလက်မှာ eye protection မှုပါတဲ့အတွက်ကြောင့်ရုပ်ရှင်အကြာကြီးကြည့်တဲ့အခါမှာလည်းပို့ပြီးအဆင်ပြေတယ်။နှလုံးလည်းမထိခိုက်ဘူး။ကြည်လည်းကြည်တယ်။အတန်ထွက်ကလည်းရှယ်။ဆိုတော့ရုပ်ရှင်ကြည့်တဲ့အခါမှာလည်းလုံးဝ online class တွေ meeting တွေကိုလည်းဒီကောင်လေးနဲ့ပဲတက်ဖြစ်နေရယ်။တက်ဘလက်ဖြစ်ပေမဲ့ကင်မရာကလည်းရှယ်ကောင်းတဲ့ခါကျတော့အဆင်ပြေတယ်။ဘယ်နေရာရိုက်ရအောင် laptop မပါလဲအတန်းတက်လို့ရတယ်။ကျွန်တော်တော့ဘယ်တော့တော့ဒီကောင်ကိုပဲ တည့်သွားတာပဲဒီ tablet ကတော်တော်လေးပေါ့ရိုက်ထဲမှာပါတယ်8000 mAh battery ရတယ်တနေ့ကုန်အေးဆေးလေးသုံးခန့်တယ်တွားလေရာယူတွားခြင်းနဲ့လူတွေအတွက်ကတော့ဒီကောင်လေးကတော့ share ပဲနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ဒီ မဂါပက်11ကိုဘာလို့တဘောကြလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်။ဈေးကလည်း share ပဲ 128GB က8349900 256GB က8399900 Star 4 Gray နဲ့ Vitality Green ဆိုပြီးတော့အယောက်နှစ်ယောက်ရမယ်။ဈေးလေးကလည်းမစိုးဘူးဆိုတော့ဒါလေးကတော့လက်မလွတ်တင့်တဲ့အထက်မှာပါတယ်။ဒီဗီဒီယိုကြည့်နေလူက budget friendly ဖြစ်တဲ့ tablet တစ်လုံးကိုရှာချင်တယ်ဆိုရှင်ဒီ Techno Mega Pad 11ကိုထည့်သွင်းစဉ်းစားတင်တယ်။